ရိုမေးနီးယားနိုင်ငံမှာ NATO အဖွဲ့တွေကအကြီးစားစီရင်လက်ကျင့်မှုလုပ်နေပါတယ်။ American ပြည်ထောင်စုဟာပုံမကျပြန့်တဲ့ပြန်လည်ဖွဲ့စည်းကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သူ့ရဲ့စီးရီးတည်ရှိမှုကို short ချနေခြင်းမှာပူးတွဲစီရင်လက်ကျင့်မှုကြီးထွက်လာတာပါ။အနာဂတ်မှာသမ္မတ Trump ရှိနေတဲ့ NATO ပေါ်မှာ American ရဲ့ရင်းနှီးမြှုပ်နှံမှုဟာကျန်းဆင်းသွားနိုင်ပြီးအထူးသဖြင့် NATO ဖွဲ့နိုင်ငံတွေပေါ်မှာ ရေဂန်ရဲ့ကာကွယ်မှုစွမ်းအောင်ကိုရှော့ချမယ်လို့သမ္မတထရန့်ကပြောထားတာဖြစ်ပါတယ်။ဒါကြောင့်နေတိုးဖို့နိုင်ငံတွေဟာကိုယ်နိုင်ငံကိုကာကွယ်ဖို့အတွက်ရှုံးကန်နေရတဲ့အခြေအနေဖြစ်လာပါတယ်။ဒါကြောင့်အခုပြည်သစ်စပိန်ဘယ်ဂျီယံနဲ့လူဇင်ဘတ်တို့မှာတပ်ဖွဲ့ဝင်ပေါင်း1500လောက်ပါအမေရိကန်တပ်ဖွဲ့တွေနဲ့အတူလေ့ကျင့်မှုမှာပါဝင်နေပါတယ်။အကြက်တဲတခုမှာအလေမြတ်တက်ဖြန့်ချထားနိုင်စွမ်းကို9000အထိမြင့်တင်ဖို့ရည်ရွယ်တဲ့လေ့ကျင့်ခန်းတွေမှာနိုင်ငံပေါင်း10နိုင်ငံပါပါလိမ့်။လေ့ကျင့်မှုတွေမှာဒရုန်းတွေစောင့်ကြည့်တာရဟင်းရင်တင်ကားတွေနဲ့စစ်စီရေးတွေလည်းပြုလုပ်ပါလိမ့်။ ်အမေရိကန်ကတော့လက်ချောင်းလက်ချင်းမှုကူညီတွေပေးခဲ့ပါတယ်။ရုရှားကယူကရိန်းကိုဝန်တိုက်ပြီးတဲ့ကအမေရိကန်ဟာရူမေးနီးယားမှာတပ်ဖွဲ့များပြားဖြန့်ကျက်ချထားပါတယ်။ဒါပေမဲ့တကဘာလုံးဆိုင်ရာတက်ဖြတ်ချထားမှုကိုပြန်လည်သုံးသပ်ချိန်မှာရူမေးနီးယားကတက်ချူကိုပြန်ရုပ်သိမ်းဖို့စီစဉ်နေတယ်လို့အမေရိကန်သမ္မတထရန့်ကပြောထားပါတယ်။မဟာမိတ်ဖွဲ့ကရူမေးနီးယားခန့်ကန်တော့ကိုမြင့်တင်နိုင်ကြောင်းရူမေးနီးယားနဲ့ဥရောပတို့ဟာ NATO ဖွဲ့အတွင်းပုံမအောင်တောင်းလာပြီးဥရောပတွင်းမှာအဓိကကျလာတယ်လို့ရူမေးနီးယားနိုင်ငံခြားရေးဝန်ကြီးအိုနာတိုနီကပြောပါတယ်။ ရိတ်ကတော့နေတို့ဖွဲ့ဥရောပနိုင်ငံတွေအနေနဲ့ဒေသကောက်ွယ်ရေးကိုပဲအဓိကအယုံဆိုင်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့သမ္မတထရန့်ကပြောပါလိမ့်။တစ်ဖက်မှာလည်းအမေရိကန်ဟာတရုတ်ရဲ့ရန်ကနေကောက်ွယ်ဖို့အတွက်ထိုင်ဝမ်ကိုဒေါ်လာသန်း330တန်းကြီးရှိတဲ့ Silicon Valley တွေရောင်းချမယ်လို့ပြောလာပြန်ပါလိမ့်။အမေရိကန်ဟာနေတို့ဖွဲ့မှာရှော့ချမယ်ထိုင်ဝမ်ဘက်ကတော့တိုးမြင့်ထောက်ခံလာတာတွေ့ရပါလိမ့်။ ော်လာတန်း330တန်ဂျီရှိစလန်နပစီတွေထိုင်ဝမ်ဝန်ရောင်းမှုခွင့်ပြုလိုက်ကြောင်းပင်တဂွန်စစ်ဌာနချုပ်ကတည်ပြပါတယ်။ဒီထဲမှာတိုက်လေမိုင်းဆိုင်ရာပစ္စည်းတွေအဓိကပါပါတယ်။ဒါဟာထရန့်ရဲ့ဒုတိယသက်တမ်းတွင် ထိုင်ဝမ်နဲ့ပထမဆုံးအရောင်းအဝယ်ဖြစ်ပါတယ်။ပင်တဂွန်ထုတ်ပြန်ချက်မှာလက်ရှိနဲ့နာကတ်ချင်းချောင်းမှုပေါ်ရင်ဆိုင်နိုင်စွမ်းကိုအဆိုပြုထားတဲ့ရောင်းချမှုကနေမြင့်တင်နိုင်တယ်လို့ F16 နဲ့ C130 နဲ့တခြားလက်ရည်တွေပါစည်ရေးအသင့်ဖြစ်အောင်ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ဖော်ပြပါတယ် ထိုင်ဝမ်ကာကွယ်ရေးဥက္ကဋ္ဌကမိမိတို့ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကိုအမေရိကန်အနေနဲ့လုံလောက်အောင်ဆက်လက်ကူညီပေးလို့ကျေးဇူးတင်ပါကြောင်းပြောပါရစေ။နောက်ပြီးအမေရိကန်ဟာထိုင်ဝမ်နဲ့အရေးကြီးဆုံးလက်နက်တပ်ဆင်ထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်တဲ့လျှောက်ဒီတစ်ခေါက်ရောက်ချမှုဟာတလာအတွင်းဖြစ်လာနိုင်ခြင်းရှိပါလိမ့်။အမေရိကန်ဘက်ကတရုတ်ပြည်မှာကြီးတဲ့တရုတ်ဝင်သံတမန်ဆက်ဆံရေးရှိထားသလိုထိုင်ဝမ်နဲ့လည်းတရုတ်ဝင်မဟုတ်တဲ့ဆက်ဆံရေးရှိပါလိမ့်။ဒီမိုကရေစီနီကြအုပ်ချုပ်တဲ့ထိုင်ဝမ်ကျွန်းကိုတရုတ်ပြည်မှာကြီးပိုင်နက်ဖြစ်သတ်မှတ်လို့ရပေမဲ့ ထိုင်ဝမ်ဆွေရကတော့ဒါကိုပြင်းထန်ကန့်ကွက်ပါလိမ့်။ထိုင်ဝမ်အပေတော့ခါမှာတရုတ်ရဲ့ပိုင်နဲ့မဟုတ်ဘူးလို့ထိုင်ဝမ်သမ္မတကပြောပါလိမ့်။ဒါကြောင့်တရုတ်ကလည်းထိုင်ဝမ်နီးတွားရည်ပြင်းတဲ့ကောင်းငင်မှာစီးရဲလှုပ်ရှားမှုတွေအများနဲ့လုပ်နေပါလေ။ထိုင်ဝမ်ဆွေရကတော့ဒါဟာမိမိတို့ကိုဖိအားပေးတာလို့ပဲပြောပါလိမ့်။ဘယ်ကသမ္မတထံကတော့သူ့လက်ထက်မှာရှီကျင်းဖင်းဟာထိုင်ဝမ်ကိုမကျူးကျော်ဘူးလို့ပြောပါလိမ့်။လုံဝဲလကတောင်ကိုရီးယားမှာတရုတ်ကောင်းဆောင်တဲ့တွေ့ဆုံခြင်းမှာ ရှီဂျင်ဖင်ကအဲ့ဒီလိုပြောတာလို့ဆိုပါတယ်။ဒါပေမဲ့ရှီဂျင်ဖင်ကတော့အဲ့ဒီလိုပြောတဲ့ပတ်သက်ပြီးဝန်ခံခြင်းမရှိပါဘူး။ရုရှားတို့ပထမအဦးဆုံးပွဲဥထွက်မိတ်ဆက်တဲ့ AI စေုပ်ကြီးဟာမိတ်ဆက်ပွဲအစပွဲဥထွက်မှာလေမောက်ရလဲသွားတဲ့အတွက်ရုရှားတို့ကတော့အဆက်ကွယ်သွားပါလိမ့်။ရုရှားမှာအားလုံးထင်ကြီးစောင့်ကြည့်ခံနေရတဲ့ဉာဏ်ရည်တူ AI ဉာဏ်ပညာသုံးစေုပ်ဟာပွဲဥထွက်မိတ်ဆက်တဲ့ခန်းနာမှာလေဟထိုးမှတ်ကုန်လဲပြီးအဆက်ကွယ်ခဲ့ပါလိမ့်။ ANDOL Idol လို့နာမည်ပေးထားတဲ့လူတို့ဆဲဟာရုရှားမှာတော့ကျူတင်ပြီးနာမည်ကြီးနေတာပါ။အားလုံးကအထင်ကြီးနေတဲ့ဒီပညာစံသစ်ဒီဖိမျိုးတစ်ခုဖြစ်ပါလေ။အဲဒီဆဲရဲ့မိခင်ကမ္ပဏီကလည်းဒီနာမည်နဲ့ပဲဖြစ်ပြီးတော့ရုရှားရဲ့ပထမဆုံး AND ပညာသုံးဆဲရလို့ကြွေးကြော်ခဲ့ပါလေ။ရောမစတီးရနေ့ကမော်စကိုမှာစံသက်အဆင့်အမြင့်တင်နေတဲ့အဆင့်ဒီဆိပ်ကိုကော်မတီကပထမဆုံးကွဲထုတ်မိတ်ဆက်ခဲ့ပါလေ။ အဲ့ဒီဆဲဥဟာလူသားတွေလိုမျိုးလှုပ်ရှားသွားလာနိုင်တယ်လို့မိတ်ဆက်ထားပေမဲ့စင်ပေါ်ရောက်လာပြီးတိတ်မကြခင်မှာပဲအဲ့ဒီဆဲဥကလှုပ်ရှားမှုတွေကလည်းပုံမှန်မဟုတ်တော့တာကိုတွေ့ရပါတယ်။နောက်ပြီးတော့အဲ့ဒီဆဲဥကစက်ကပိုင်းတွင်မှာလည်းဟန်ချက်မထိနိုင်ပဲဟတ်ဟူးကြီးလဲသွားပါတယ်။ဆဲလှုပ်ရှားမှုတွေနဲ့စောင့်ကြည့်နေတဲ့တရင်တော့90လောက်ရှိမှဆဲဥကမလားမပကြီးပြိုလဲသွားတဲ့ပြင်အစိတ်ပန်းတစ်ချို့ပါပြုတ်ခွက်ကုန်ပါလေ။နောက်ဆုံးတော့ ဆဲဟာဘလောက်တော်မှမကြလိုက်တဲ့အချိန်မှာမှုတ်ခုံကြီးလေသွားတာဟာအလုံးအတွက်အံ့အားသင့်စရာကြီးဖြစ်သွားပါလိမ့်လဲနေတဲ့အချိန်မှာလည်းဒီဆဲဟာရက်ကရက်ကနဲ့အတော်ကြီးရောကန်နေခဲ့ရတာကိုတွေ့ရပါတယ်နောက်ခံဒီလုံကလည်းပူပြီးအာမန်ပါတဲ့အရှိန်မျိုးဖြစ်တဲ့ God of Flying Long ဆိုတဲ့သချင်းထွက်နေချိန်မှာပဲဆဲဟကဘိုင်းကနေလေသွားတာပါကမ္ဘာတောင်ရှိသူတွေကတော့အဲ့ဒီမှာလိုက်ကတစ်ခုကိုအရင်ကြီးဆွေးယူလာပြီးအမြန်ဆုံးကာလိုက်ရပါတယ် အစိပ်ပိုင်းချိုးပြုတ်ထွက်နေတဲ့စေုပ်ကိုရိုက်လိုက်ဆွဲသွားတဲ့အချိန်မှာဖွင့်လာတဲ့နောက်ခံသချင်းစာတန်းကလည်းတော်ပြောင်းနေကြအောင်ဖြစ်နေပါလေအခုအရန်စူးစမ်းနေရတဲ့ဆိုတဲ့ပိုက်ဖြစ်ပါလေရုပ်တရက်ဥတည်ရောက်ဖြစ်တဲ့ပြိတ္တကပထမတော့စွန့်အောင်သွားပါလေအဲ့ဒါမှတော့စိတ်မသက်မသာနဲ့လက်ခုပ်တီးနေရပါလေဒီမျိုးကိုရိုက်ကားထည့်တဲ့ဗီဒီယိုကလည်းလူမှုကွန်ရက်မှာအတော်လူပြောများနေပါလေဒီဆဲဝတ်ထည့်သူတွေကတော့သူတို့ရဲ့ပွဲဥထွက်ဒီလိုဖြစ်မှုက အများရဲ့အာယုဆက်ကြီးခင်ရတာကိုအတော်အံ့ဩတယ်ဆိုပါလေသူတို့ဟာအဖွဲအစည်းကြီးမဟုတ်လို့အစိုးရရုံဝင်ထောက်ပြမှုနဲ့လက်ပတ်နေတာလည်းမဟုတ်ဘူးပြောပါလေလူလေးစလေးဦးတင်းနဲ့အမေကိုကင်းကင်းစူးစမ်းနေတဲ့ကမ္ဘာတစ်ခုသာဖြစ်ကြောင်းပြောပါလေစောပိုင်းကျင်းလာထမှုမှာတော့ဒီ AIDOS reserve ဟာလမ်းလျှောက်စကားပြောပအဝင်ချင်းမှရှိတဲ့အရာဝတ္ထုတွေကိုကင်တွဲရွှေပြောင်းလှုပ်ဆောင်နေတာတွေပါလေဆိုပါလေလူနဲ့နေစုံတူမြောင်လှုပ်ရှားနေတဲ့ဆဲဥတွေဖန်ပြီးကမ္ဘာတစ်လောကနေပညာလုပ်ငန်းစုကြီးတွေကအပြိုင်အဆိုင်စူးစမ်းနေပါလေ ဥမာ Elon Musk ဥစားနဲ့ Tesla company ကလည်းဒီလို AI ပညာသုံးစရုပ်တွေစီးပွားဖြစ်ထုတ်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ရုရှားမှာတော့အဲ့ဒီစရုပ်မျိုးကိုဒီ AI တို့စရုပ်မတိုင်ခင်မှာမိတ်ဆက်ပြတ်တာမရှိပါဘူး။ဒါကြောင့်လည်းဒီစရုပ်ကိုလူတွေကအထင်ကြီးနေတာပါ။ဒီ company ဆိုရတော့စရုပ်ဟာလူမျိုးလမ်းလျှောက်နိုင်ပြီးစိတ်ခံစားချက်မျက်နှာမူရဆနှစ်ခုကို ပြောင်းလဲပြတ်သားနိုင်တယ်ဆိုပါလေ။ company တွေကတော့အရှက်ကွဲစရာဖြစ်ခဲ့ပေမဲ့ဒီလိုကိစ္စတွေဟာခရစ်ရှင်ပြည်နိမညာစံသမှုကိုထိုးထွက်လို့ဆောင်တဲ့အခါမှာ ကျော်လေးရှိတဲ့ဖြိုးဖြစ်စင်ပါလို့လူတွေကတော့ပြောသွားပါလိမ့်ယူကရိန်းတုံးကြီးထိမှန်ထားတဲ့ရုရှားပင်လယ်နဲ့စိတ်ကမ်းမြို့တော်နာဘရူစီကိုအရေးပေါ်ခြေနေကြညာရပါလိမ့်ရုရှားနိုင်ငံခရစ်နာဒါပြည်နယ်ပင်လယ်စိတ်ကမ်းဖြစ်တဲ့နာဘရူစီမြို့တော်ကိုဒရုန်းတွေတုံးကြီးနေတဲ့နိုဝင်ဘာ14ရက်နေ့ကယူကရိန်းကအပြင်းထန်တိုက်ခိုက်တဲ့အတွက်အရေးပေါ်အခြေအနေကြညာထားတာကြောင့်မြို့တော်ဝန်အန်ဒရီကရာရှန်ကိုကအသိပေးပြောပါလိမ့်ယူကရိန်းတိုက်ခိုက်မှုကြောင့်မြို့တော်ကအခြေခံအဆော့အုံတော်များပြည့်စည်သလိုစိတ်ကမ်း စိတ်ခံကြတာရှင်းနှံတူလောင်ကန်နေနဲ့အရက်ဘက်ရင်းနေတဲ့သင်္ဘောတစီဖြက်စီးတယ်လို့ပြောတော့ငါပြောပါလိမ့်ရုရှားကာဝေးဦးကြီးဌာနကတော့နိုဝင်ဘာ14ရက်နေ့ကယူကရိန်းဒရုန်း66စီမပစ်ချနိုင်ခဲ့ကြောင်းသတင်းထုတ်ပြပေမဲ့နာဘိုစီးစစ်ကံမျိုးတော့တိုက်ခိုက်ခံရတာကိုဖော်ပြမထားဘူးလို့ဆိုပါလိမ့်ဒီနာဘိုစီးစစ်ကံမျိုးတော့တိုက်ခိုက်ခံရမှုဟာရုရှားအတွက်တော့ထိုးနှက်ချက်တစ်ခုဖြစ်ပါလိမ့်ဒါပေမဲ့ ယူကရိန်းတပ်တွေဟာရှေ့တန်းကနေစုခွာနေရတာပဲဖြစ်တဲ့ဆိုပြီးတော့ရုရှားဘက်ကတော့ပြောပါလိမ့်လောလောဆယ်မှာယူကရိန်းကလည်း drone တွေနဲ့တိုက်ခိုက်သလိုရုရှားကလည်း drone ကြီးနဲ့ drone မျိုးစုံအစင်းပေါင်း400ကျော်နဲ့ပြန်လည်တိုက်ခိုက်ကြောင်းယူကရိန်းကသတင်းထုတ်ပြန်ပါလိမ့် နိုဝင်ဘာ23ရက်နေ့ကနေ14နေ့လက်ပိုင်းဒီဒုံးကြီးနဲ့ဒရုန်းမျိုးစုပေါင်း449စီးနဲ့ရုရှားကပြင်းထန်တိုက်ခိုက်ကြောင်းယူကရိန်းလေတပ်ကသတင်းထုတ်ပြန်ပါလေ။ EU နဲ့ရုရှားလိုဒရုန်းမျိုးစုနဲ့အစင်း340စီးနဲ့တိုက်ခိုက်ခဲ့ပြီး450စီးပြစ်ချနိုင်ခဲ့တယ်ဆိုပါလေ။ဒုံးကြီးမျိုးစု19စီးနဲ့တိုက်ခိုက်ပြီး14စီးပြစ်ချနိုင်ခဲ့တယ်ဆိုပါလေ။ ကီမီရိုနဲ့ဆူမီဒီတောက်ကိုဒီကပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီးပြစ်မှတ်နိုင်ခဲ့တဲ့ဒရုန်းနဲ့ဒုံးကြီးတွေဟာထက်မဲ့လူနေတိုက်ခန်းတွေကိုထိမှန်ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်ရုရှားတိုက်ခိုက်မှုကြောင့်ကီမီရိုနဲ့ဆူမီဒီတောက်ထက်မဲ့လူနေတိုက်ခန်းတွေထိမှန်ပျက်စီးသလိုခစ်ကအစာပညာတန်ရုံးလဲဒုံးကြီးထိမှန်မှုတွေရှိခဲ့တယ်ဆိုပါတယ်လောစေသတင်းတွေရာကိမျိုးတော်မှာကိုဝန်ဆောင်တဲ့ကလေးငယ်တွေပေါင်းရရသားများပြားတန်းရပြီးတော့လူလေးဦးထိခိုက်ကြံရတယ်လို့ဆိုပါတယ် အပြန်အလှန်တိုက်ပွဲတွေကအဓိကဖြစ်နေပြီးမိမိတို့အနေနဲ့တိုက်ပွဲတွေဖြစ်နေတဲ့နောက်မှာယူကရိန်းရှေ့တန်းစစ်မြေပြင်ဒေသမှာရှိတဲ့ကလေးသင်တွေကိုတော့ပညာသင်ပွဲရအောင်စီစဉ်ပေးထားတယ်လို့ယူကရိန်းသမ္မတဆီလန်စကီက ပြောပါတယ်ရရှာလေကြောင့်တဲ့ခမ်းမှုနဲ့ဒေါ်ရခမ်းရဲ့နေစဉ်ရင်ဆိုင်နေရတဲ့ဇာပိုရီရှားဒေသမှာဘေကင်းလုံးကျုံရေးတဲ့မြေအောက်စာတင်ကျောင်းတွေတိဆောက်ဖွင့်လှစ်ပေးထားပြီးဒေသခံကျောင်းသူကျောင်းသားတွေအလဲကျပညာသင်ကြားခွင့်ရအောင်စီစဉ်ထားတယ်လို့ဆီလန်စကီကဆိုပါတယ် ကျောင်းသားကျောင်းသူမဟုတ်ငားရချင်းလုံးလုံးစိတ်ချစွာပညာသင်နိုင်အောင်စောက်ထားတဲ့ကျောင်းဆောင်ကမှလက်ကျစနစ်နဲ့နှစ်ဆိုင်ခွဲပြီးကျောင်းသားကျောင်းသူပေါင်းတထောင်ထိပညာသင်နိုင်အောင်စီစဉ်ထားပါတယ်။လောလောဆယ်ဒေသတွင်းကျောင်းသားကျောင်းသူပေါင်း၃တောင်းဒီပါတီပညာသင်ကြားနိုင်အောင်စောင့်လုပ်ထားတယ်ဆိုပါတယ်။အဲ့ဒီဘေကင်းလုံးလုံးစစ်ချတဲ့ကျောင်းတွေမှာအခြေခံပညာရှင်ကျောင်းသားကျောင်းသူတွေအတွက်စီကန်နေစောစောဆိုင်ရဲ့အက္ခစားခမ်းမတွေနဲ့ အပန်းဖြစ်နေရတဲ့ပါထည့်သွင်းတိစောက်ထားတယ်လို့ယူကရိန်းပညာရေးဝန်ကြီးဌာနကဆိုပါတယ်ဒီလိုမျိုးတိုက်ပွဲဖြစ်နေခြင်းမှာယူကရိန်းအနေနဲ့လိုအပ်တာတွေကိုဖြည့်ဆည်းဖို့အတွက် EU ကယူရိုတန်း6000လီပါထပ်မံပေးရကြောင်းဥရောပကော်မရှင်ဥက္ကဋ္ဌအော်စလာဘူရာလီယန်ကဆိုပါတယ်အခုပေးထားတဲ့ကူညီငွေတွေဟာ G7 နိုင်ငံများဖွဲ့သဘောတူညီချက်အရပေးရမယ့်ငွေတွေကယူရိုတန်းပေါင်း4000နဲ့သိမ်းဆည်းထားတဲ့ရုရှားပိုက်ဆံမှုတွေကလည်းယူရိုတန်း1800ပါဝင်ပါတယ်လို့ဥရောပကော်မရှင်ဥက္ကဋ္ဌကပြောသွားပါတယ် ယူကရိန်းနိုင်ငံမှာအဂရိလိုက်စားတဲ့ဆိုတဲ့သတင်းတွေကြေကြေပြင်းပြင်းဖြစ်ပေါ်နေပြီးဒီအဂရိလိုက်စားတဲ့ဆိုတာဟာယူကရိန်းဆိုရအတွက်တော့နေစဉ်လုပ်နေကြအလုပ်ပါပဲဆိုပြီးတော့တမတ်ပူတင်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စကော့ကဆိုပါတယ်ယူကရိန်းဆိုရမှာအပြစ်ပေါင်းများစွာရှိတဲ့ထင်မှာဒီအဂရိလိုက်စားမှုကလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်လို့ဒီမီထရီပက်စကော့ကပြောပါတယ် ယူကရိန်းဆိုရဟာဥရောပသားတွေနဲ့အမေရိကန်ပြည်သူတွေစီက၎င်းရတဲ့ငွေတွေကိုခိုးယူသုံးဆွဲရဲဆိုတာဘလို့မှညင်မရတဲ့အချက်ပါလို့ Dimitri Peskov ကပြောပါလေအခုဖြစ်နေတဲ့အကြိမှုကယူကရိန်းစိုးရင်ကဏ္ဍကဒေါ်လာ300နီးပါးအကြိလိုက်ဆောင်မှုကိုဖော်ထုတ်နိုင်တယ်ဆိုတဲ့မှုပါဒီကိစ္စဟာယူကရိန်းဆိုရကျွလွန်နဲ့ခြားဆောင်မှုနဲ့ရှင်းလိုက်ရင်အဖျားပိုင်းတစ်ခုသာဖြစ်တယ်လို့ Dimitri Peskov ကပြောပြန်ပါတယ် ဥရောပသားတွေနဲ့အမေရိကန်ပြည်သူတွေအနေနဲ့သူတို့ခုံတွေကိုယူကရိန်းဆိုရဘလို့တုံးဆွဲနေတာအသေးချာသိသင့်တယ်လို့လည်းသူကပြောပါတယ်။ယူကရိန်းဆိုရင်ကနမှာဒေါ်လာတန်တရာနီပါအဂရိလိုက်စားမှုငွေကြေးခွာချမှုတွေရှိခဲ့တယ်လို့ယူကရိန်းအဂရိလိုက်စားမှုတပ်ဖြတ်ကော်မရှင်ကပြောဆိုခဲ့ပြီးတရားရေးဝန်ကြီးနဲ့စွန့်ရေးဝန်ကြီးတွေယာဒူကနှုတ်ထွက်ခဲ့ရတဲ့ပေါ်အဲ့ဒီကိစ္စကကြီးမားလာတာဖြစ်ပါတယ်။နိုင်ငံတကာအဂိလိုက်ဆံမှုတပ်ဖြတ်ရေးအဖွဲ့၏အစီရင်ခံစာအရဥရောပတိုက်ရဲ့အဂိလိုက်ဆံမှုဟာအစိုးရနိုင်ငံဟာရုရှားဖြစ်ပါလေ။ ပူတင်နဲ့ဆွေမျိုးသားချင်းတွေအတိုင်းဝန်နဲ့အောက်တွေးလိုက်ဆမှုပန်းဆိုင်မှုတွေကိုနိုင်ငံတကာသိအောင်ဖော်ထုတ်ခဲ့တဲ့အသက်46နှစ်အရွယ်တက်ကန်ကောင်းဆောင်အလက်ဇီနာဘလာနီကိုလည်းရုရှားဆွေရကဖန်ဆီးထောင်ချခဲ့ပြီးနာဘလာနီက2024မှာရုရှားကျင်းတော်တွေမှာပဲထူးဆန်းဆန်းကွယ်လွန်ခဲ့တာဖြစ်ပါလိမ့်။ဒါ့အပြင်ဟန်ဂေရီနိုင်ငံဂျာယီဝန်ကြီးကလည်းအောက်တွေးလိုက်ဆမှုပြန့်နှံ့နေတယ်ဆိုတဲ့သတင်းထွက်နေတဲ့ယူကရိန်းကိုကူညီမပေးသင့်ဘူးလို့ပြောလာပြန်ပါလိမ့်။ ယူကရိန်းဆွေးအောင်ပေးနေတဲ့ဥရောပသမဂ္ဂအကူအညီငွေကြေးနဲ့ပတ်သက်လို့ဘလို့သုံးဆွဲနေရဆိုတာဥရောပပြည်သူတွေကတီးခွင်မရဘူးလို့ဟန်ဂရီနိုင်ငံကြားရေးဝန်ကြီးကဆိုပါတယ်ဟန်ဂရီနိုင်ငံဟာဥရောပသမဂ္ဂ EU မှာဆိုရင်ရုရှားနဲ့အဆင်ပြေဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဟန်ဂရီသမ္မတဗီရာအော်ဘန်ကပူတင်နဲ့တကယ်ကိုမဟာမိတ်ဖြစ်ပါတယ်ဒါကြောင့်ယူကရိန်းကဥရောပသမဂ္ဂဝင်မှုရေးကိုလည်းဟန်ဂရီကပဲအမြဲတမ်းကန့်ကွက်နေတာဖြစ်ပါတယ်အခုလည်းယူကရိန်းကို အဂရီလိုက်ဆောင်မှုနဲ့ဟန်ဂေရီကပြောလာပြန်ပါလိမ့်အဂရီလိုက်ဆောင်မှုတွေပြန်နေတဲ့ယူကရိန်းမှာငွေတွေဘလို့တုံးလဲတတိကျမသိရတာအံအားသိစရာမရှိပါဘူးလို့သူကပြောပါလိမ့်ယူကရိန်းကိုဘယ်သူမှအကူအညီပေးဖို့ဟန်ဂေရီအနေနဲ့ဒီဇိုင်းမဘတ်တောင်းဆိုရည်တည်ခဲ့သလိုဥရောပသမဂ္ဂအနေနဲ့လည်းအကူအညီပေးတာလည်းရည်ဆိုင်သိပြီလို့သူကဆိုပါတယ်ယူကရိန်းစွန့်ကန်နာမှာဒေါ်လာသန်းတရာနီးပါးအဂရီလိုက်ဆောင်မှုတွေဖြစ်နေတာဟာတခြားကဏ္ဍတွေတော့လောလောဆယ်ပါသေးဘူးဆိုပါတယ် ဟန်ဂေရီကိုယ်တိုင်ကလည်းဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေထဲမှာအဂလိတိုင်ဆောင်မှုအဆိုးဝါးဆုံးအဖွဲ့ဝင်နိုင်ငံအဖြစ်ကဘာကသတ်မှတ်ထားတယ်လို့ဆိုပါတယ်။အဲဒီလိုနိုင်ငံတွေကယူကရိန်းကိုအဂလိလိုက်ဆောင်မှုနဲ့ပတ်သက်ပြီးပြောတာဟာအင်မတန်မှရည်စရာကောင်းတယ်လို့ဖြစ်တင်ကပြောပါတယ်။ယူကရိန်းသမ္မတဆီလန်စကီကတော့နိုင်ငံတစ်နိုင်ငံမှာမိသီးနိုင်ငံပြင်ဆိုပါစီအဂလိလိုက်ဆောင်မှုတွေကတော့ရှိမှာအနည်းနဲ့အများဆုံးသလိုကြုံရမှာဖြစ်ပြီးယူကရိန်းမှာလည်းကြုံနေရကြောင်းပြောပါတယ်။ အဓိကဘလုံးနေရာနေအဂရိလိုက်စားမှုလဲဆိုတော့ player စင်းတဲ့စွန့်ရင်ကဏ္ဍတွေနောက်ပြီးတော့ဒီစစ်မှုထမ်းရေးရာမနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာလဲပတ်စံယူပြီးတော့စစ်သားဖြစ်ခွင့်မပေးတာတွေနောက်ပြီးတော့နိုင်ငံသားကိုတရားမဝင်ထောက်ခွာခွင့်ပြုတဲ့အပိုင်းတွေမှာလဲပတ်စံယူပြီးနိုင်ငံသားပို့တာတွေဒါတွေကလဲအဂရိလိုက်စားမှုနဲ့အများပြားပတ်သက်နေတယ်ဆိုပါလိမ့်စလနဲ့ပစ္စည်းဝယ်မှုတွေမှာလဲအဂရိလိုက်စားမှုတွေအများပြားရှိတယ်ဆိုပါလိမ့် အခုယူကရိန်းနိုင်ငံတော်စွန့်ရင်ကနာအဂရိလိုက်ဆောင်မှုမှာတနည်းနည်းနဲ့ပေါ်ဝင်ပတ်သက်တဲ့ကိစ္စဟာတော်တော်လေးရှက်စရာကောင်းတယ်လို့ဆိုပါတယ်။ဒီဝင်ကြီးတဲ့အနေနဲ့ယာရုမှာဆက်ရှိနေဖို့မဖြစ်နိုင်ဘူးလို့ဇလင်စကီကပြောပါတယ်။ဒီအဂရိဆွေချက်ဟာယုံကြည်မှုနဲ့တရားသက်ဆိုင်တာဖြစ်လို့ဆွဆွေချက်တွေရှိရင် ဖြည့်ရှင်းပြရမယ့်တာဝန်လည်းရှိတယ်လို့သူကဆိုပါတယ်။အဂရိနဲ့ပတ်သက်တဲ့ဝင်ကြီးတွေကိုတာဝန်ကနေချက်ချင်းဆိုင်ခဲ့တာဟာအမှန်ကန်ဆုံးပဲလို့ပြောပါတယ်။ဒီဝင်ကြီးရဲ့နောက်ထပ်လာလို့လည်းလွတ်တော်ကလက်ခံမှုဇလင်စကီကပြောပါတယ်။ ရုရှားရဲ့နေစဉ်လေကြောင်းတိုက်ခိုက်မှုကြောင့်စိုးရိမ်ပြတ်တောက်မှုလျက်စစ်ပြတ်တောက်မှုနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံဟာလက်ရှိအချိန်နဲ့ဆောင်းရသည့်ကာလမှာခက်ခဲဆုံးအခြေအနေတစ်ခု ဖြစ်ကျော်နေရတယ်လို့ဇလန်စကီကပြောပါတယ်။ပြည်သူတွေဒီလိုအခြေအနေဖြစ်နေခြင်းမှာစိုးရိမ်ကဏ္ဍမှာလာပြီးတော့တောင်းရှိသူတွေကိုယ်တိုင်ကကိုယ်ကျိုးရှာမျက်ထုတ်တဲ့ဖြစ်ကတော်တော်လေးရှက်စရာကောင်းတယ်လို့ဆိုပါတယ်။နိုင်ငံတော်မှာနျူကလ িয়ার စိုးရိမ်ကံပဏီမှာဒေါ်လာတန်တရာနီပေါင်းငွေကြေးလွှဲသုံးစားမှုနဲ့ငွေကြေးခွာခြားမှုတွေလည်းတွေ့ထားပြီး လက်ရှိတရားရေးဝန်ကြီးနဲ့စွဲဝန်ကြီးတွေပါဝင်ပတ်သက်နေတယ်လို့ယူကရိန်းအဂလိလိုက်ဆောင်မှုတဖြည့်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။လူဦးရေစည်သလောက်ရှိတဲ့အီရန်မျိုးတော်တေဟီရန်မှာတောင်းတုံးကြီးဟာ9ရက်စာသာကျန်တော့တဲ့အတွက်မျိုးပြောင်းရခင်စိုက်နေပြီဖြစ်ပါလိမ့်။လူကြီးရဲ့စေတံမိတင်းနေတဲ့တီဟီရမှာလက်ကျန်တော်တော်ရင်ပမာဏဟာကိုရဇာသာကျန်တော်တဲ့အတွက်မြို့ပြောင်းရွှေကြခင်ဆိုင်နေပြီလို့ဆိုကြပါတယ်။အီရန်ဟာတမိုင်းတွင်တဲ့ မိုးခေါင်ရေရှာမှုတန်းအဆိုအဝါဆုံးခံရတဲ့နိုင်ငံဖြစ်လာပြီးနှစ်ပေါင်းများစွာကြာတဲ့စီမံကိန်းအမှားတွေမိုးပြလူဦးရေတဟုန်ထိုးတိုးမြင့်လာတာတွေမြေအောက်ရေအလွန်ကျော်ထုတ်သုံးခြင်းတွေကြောင့်မိုးခေါင်နေပြီးဆက်လက်တာမိုးခေါင်နေရင်တော့လက်ရှိမျိုးတော်တောက်သုံးရေပင်မရင်းမြစ်ဖြစ်တဲ့လာဘာဆန်ရှိလက်ဒီယန်ဆယ်တွင်တောက်သုံးရေဘွာနာဟာမြို့လူဦးရေတောက်သုံးမှု၉ရက်စာသာကျန်တော့တဲ့အထိဆိုးွားလာပါတယ် အီရန်နဲ့မာဆူဘီဇာရှကီယန်ကအလွန်ဆိုးဝါးတဲ့ကပ်ဘေးသစ်ပြီးမြို့ပြောင်းရွှေ့ရောက်ပွဲရှိနေတယ်လို့ထုတ်ပြန်ပါတယ်။အီရန်လွတ်တော်မှာဒီအပြစ်ဒဏ်ကိုဖြေရှင်းနိုင်မယ်ဆိုရင်ဒီလိုကိုအာဏာကုန်လက်ပြီးဖြေရှင်းစီမှာဖြစ်ကြောင်းသမ္မတကပြောပါတယ်။ပြဒနာဟာတီအီယန်မှာသမကဒုတိယအကြီးဆုံးမြို့မတ်ရှဟတ်မှာလဲတောက်ရီလောင်ဆယ်ဟာ300ခန်းလုံးသာအကျန်ရှိတော့တာဖြစ်ပါလိမ့်။တနင်္ဂနွေလို့ရှိ10ပေါင်း19ဆရာလဲ6တွဲကုန်တဲ့အတွက်ပြိထားပါတယ်။တီဟီယန်မှာ 6နှစ်သက်တိုင်မိုးခေါင်ရေရှောင်းမှုဖြစ်ပါပြီမိနစ်ကထက်မိုးရသွန်းမှုနှုန်းက40ခန့်တော့ထပ်မံကျဆင်းသွားလို့တောင်ကျရေခံရေလောင်ခံတွေမြေအောက်ရေထိုးယူတဲ့ရေလောင်ခံတွေလည်းရေရင်းမြစ်ရနိုင်စွမ်းမရှိတလို့ဖြစ်လာတာကကပီးဆိုတာထက်ပိုဆိုးတဲ့အဆင့်ထိတော့မှဖြစ်သွားပါတယ်။ဘီယန်သမားကဒီအေရီယာမှာရှိတဲ့အစိုးရဆောင်တွေကိုမြို့တော်ရဲ့တောင်ဘက်ကိုပြောင်းရွှေ့မှုစတင်ဖို့လိုအပ်နေပြီးမြို့တော်တစ်စိတ်တစ်ပိုင်းနမမဟုတ်တစ်မျိုးလုံးရွှေ့ပြောင်းရောက်မှုမျိုးလည်း လောက်ကောင်းလောက်ရနိုင်တယ်လို့စိတ်ပြက်လက်ပြက်ပြောပါလိမ့်။သက်ဗမာရှင်တွေကအီရန်နိုင်ငံရဲ့ရေရင်းမြစ်ဟာလုံးဝခန့်ချောက်သွားမဲ့အနေအထားရှိကြောင်းနှစ်ပေါင်းများစွာကတည်းကသတိပေးခဲ့ပေမဲ့စီမံခန့်ခွဲမှုအများကြောင့်ပိုဆိုးလာပါလိမ့်။2009ခုနှစ်နောက်ပိုင်းအစ်ဖာဟန်ရဲ့မှာအရှိတောင်ဘက်ကိုစီးတဲ့ဇာရန်ဒရက်မြစ်ဟာရေမစီးတော့ပဲခန့်ချောက်ပျောက်ကွယ်သွားပါလိမ့်။အီရန်ကောင်းဆောင်ကြီးကမ္ဘာကြီးလက်ထက်ခုခံနိုင်စွမ်းရှိတဲ့စီးပွားရေးစီမံကိန်းမှာ ပိတ်ဆို့ခံရမှုတွေကရုံထွက်နိုင်ဖို့ကြီးမားတဲ့စိုက်ပျိုးရေးကဏ္ဍကြီးပြန်လည်ထူထောင်လုပ်မှုဟာလည်းအခုတန်းဆိုရင်ဘလို့မှမဖြစ်နိုင်တော့ပါဘူး။ဒါဟာပြည်သူပခုံးပေါ်ကသာဝင်လို့ဝင်ဖို့တွေပိုရောက်လာနိုင်တယ်လို့တိရံနေစဉ်သတင်းစာကအဝေးခံရေးသားသွားပါတယ်။အာကာသစီရေးပြင်ဆင်မှုတွင်ဒေါ်လာ၄.၉ဘီလီယံအနည်းဆုံးသုံးဆွဲရမယ်လို့ပြည်သူ့သမ္မတမက်ခရွန်ကပြောပါတယ်။ ီနေ့မော်ဒန်ခေတ်ပြိပကကြောင့်နောက်ထပ်ဖြစ်ပွားလာမယ့်စစ်ပွဲဟာအာဂတာတွင်းမှာပဲဖြစ်ပွားနိုင်မှာဖြစ်လို့အာဂတာစီရေးပြင်ဆင်မှုအတွက်2030ဒီဒေါ်လာ4.9ဘီလီယံသုံးဆမယ်လို့မက်ခရွန်ကပြောသွားပါတယ်။2020မှာရုရှားကယူကရိန်းကိုဝန်ရောက်တိုက်ခိုက်ပြီးတော့အာဂတာတွင်တရှိုးဆိုင်ရာလုပ်ငန်းတွေတိုးမြင့်ရမှာရုရှားအာဂတာရင်တွေဟာပြင်သစ်ကြိုတူတွေရဲ့ GPS နဲ့တွေကိုဖျက်ဆီးနှောင့်နေစေတဲ့လှုပ်ရှားမှုတွေသက်ဆိုင်ရာအာဂတာခြေကအဆောင်တွေပေါ်စိုက်ဘာတိုက်ခိုက်မှုတွေ ်ဒါတွေပြုလုပ်လာကြအောင်မက်ခရွန်ကတူးလော့စ်မြို့မှာရှိတဲ့ပြင်သစ်အဂါဒါစီရေဘိုဟိုဌာနချုပ်ကိုသွားစင်မှာပြောခဲ့ပါတယ်အဂါဒါကိုခေလိုရာတစ်ခုလုံးမထင်ကြပါနဲ့ဒီကနေ့ချင်းအဂါဒါဟာစစ်ဖြစ်နေပြီထို့သဖြင့်ရုရှားဟာအဂါဒါကနေနျူကလ িয়ার လက်နက်နဲ့ကမ္ဘာကိုချင်းချောက်နေတယ်ဒီကမ္ဘာလုံးကိုအန္တရာယ်ဖြစ်စေနိုင်တယ်ဒါကြောင့်ကြီးရေလေစစ်တပ်အလုံးအဂါဒါလည်းစစ်ဖြစ်မလာခဲ့အသိဖြစ်ဖို့ပြင်ဆင်ရမယ်ဒီနေ့စစ်ဖြစ်ရင်အဂါဒါကစမယ် မနက်ဖန်စစ်ဆိုရင်လည်းအာဂါဒစစ်ပွဲပဲဆိုပြီးမက်ခရွန်ကပြောပါလိမ့်။ဥရောပအနေနဲ့အာဂါဒစစ်ကွက်တွင်အင်အားကြီးမားဆုံးဖြစ်လာစေဖို့ဖွဲ့ဝင်နိုင်ငံတွေနဲ့ပူးပေါင်းပြီးအာဂါဒစစ်ရေးပြင်ဆင်မှုကို2030ပြည့်နှစ်အထိဒေါ်လာ4.9ဘီလီယံနဲ့ဆောင်ရွက်သွားမှာဖြစ်ပြီးအနာဂတ်လောင်းချာစနစ်တွေပြန်လည်သုံးပြုလိုက်ပြီးကုန်ကျစရိတ်သာစေမဲ့အာဂါဒပြစ်ခတ်လက်နက်တွေထုတ်လုပ်နိုင်ရေးဟာအဓိကဖြစ်တယ်လို့ပြောပါရစေ။ဒါအပြင်ဂျာမနီပြည်ထောင်စုပူးပေါင်းပြီးအော်ရာရေဒါစနစ်မှာအာဂါဒစောင့်ကြည့်နေပညာ ိုပြီးအဆင့်မြင့်တင်သွားမယ်လို့မက်ခရွန်ကဆိုပါတယ်။ Breaker Billionaire ကြီးတွေဖြစ်တဲ့ Elon Musk SpaceX, Jeff Bezos ရဲ့ Blue Origin တို့ကလည်းအစိုးရအသေးသေးမဟုတ်ပဲတတိယကြားခံမဲဆန္ဒရှိသူတွေရဲ့အာဏာသုံးစွဲမှုဖြစ်လွှဲမိုးနေလို့မကံမန်းနိုင်တဲ့အန္တရာယ်ရှိနေတယ်လို့မက်ခရွန်ကထပ်မံသတိပေးပါတယ်။ပြင်းထန်တဲ့မက်ခရွန်နေနဲ့အကာသစစ်ပွဲအကြောင်းတွေပြောနေပေမဲ့အဓိကအပြင်တော့ ကိုပြည်တွင်ကြီးကိုပဲအာရုံစိုက်ဖို့အဓိကလိုအပ်တယ်လို့ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ပြည်သူနိုင်ငံတွေမှာအစိုးရဘက်ဟာနှစ်နှစ်အတွင်း၄ချိန်လောက်ပြောင်းလဲနေရပါတယ်။တမနာမခွန်ကလွယ်လို့ကျန်ဝန်ကြီးချုပ်ဟာခုက၄ဦးထိ ပြောင်းလဲမှုတွေရှိခဲ့ပြီးအစိုးရဘက်မတည်မငြိမ်ဖြစ်တာကိုရုရှားကပြောဆိုသွားတာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့မအိုစီအစ်စ်ကြောင့်အသက်120ကျော်အောင်နေထိုင်တော့မယ်လို့ဆိုပါတယ်။အသက်ရှိစေးပညာကိုအထူးပြုလုပ်ဆောင်တဲ့တရုတ်နိုင်ငံအစဉ်ကျန်းမှာ လုံဗီဘိုင်အိုဆိုင်ယန့်စ်ဟာလူသက်တမ်းကိုအနှစ်တရာမှ120အထိရှည်စေမဲ့အိုမင်းရည်ဟူကိုတိုက်ဖြတ်စေတီထွင်နေပါလေ။ဒီနယူးယောက်တိုင်းသတင်းအရအဲ့ဒီဆေးပြားလေးဟာစပီသီးအစ်စ်မှာတွေ့ရှိရတဲ့ drug ပေါင်းကိုအခြေခံထားပါလေ။အစေးရှိတီးကြတဲ့ molecule တွေဟာတည်ခြင်းတရားကိုအန်တုပြီးတော့ကျန်းမာတဲ့ဆဲတွေကိုပျက်စီးစေတဲ့အိုမင်းလာတဲ့အသက်ကြီးလာတဲ့ဆဲတွေကိုပြစ်မှတ်ထားပြီးဖယ်ရှားပစ်တယ်လို့ကုမ္ပဏီကခိုင်မှာဆိုပါလေ။ စပီးစိထုတ်ယူခြင်း PCC ဝမ်းမှကျွတ်တွေမှာ ပြသထားတဲ့ drop down ဖြစ်တဲ့ဆဲတွေကိုတက်ပြီးတက်တန်းကို64ရာခိုင်နှုန်းအထိတက်တန်းတိုးစီတယ်စပီးသည်အစိထုတ်စီများမှာလုံးပြီး final size ဟာစင်ကြမ်းမှထုတ်ကုန်တစ်ခုဖြစ်ပါလိမ့်လုံးပြီး CEO ဖြစ်တဲ့လှူရှင်းခွာကငါးနှစ်မှဆယ်နှစ်တွေဘသူမှကင်ဆာမဖြစ်နိုင်ဘူးလို့ခန့်မှန်းထားပါလိမ့်အိုမင်းရုံမှုကိုတက်ဖြဲလုပ်ငန်းဟာအရှင်မြင့်လာပါလိမ့် မေရိကတရုတ် EU ဂျပန်နဲ့တောင်ကိုရီးယားတို့ဟာအူမီးရောင်မတားစီဖို့သူတို့ယင်းနှိပြုနယ်မှုကိုတည်တည်တတ်တာတိုးမြင့်လာပါလေ။စပီးစစ်ကိုအနောက်တိုင်းမှာကျမကြီးအတွက်အစားအစာအဖြစ်ကြာမြင့်စွာသုံးခဲ့ပြီးတရုတ်တိုင်းရဲ့စီးဒီမှာလည်းရေပန်းစားပါလေ။2030ပြည့်နှစ်မှာတော့အူမီးရောင်မှုကိုပျောက်ကင်းစေမယ်လို့ဆိုပါလေ။နောက်တရင်တို့ပြောချင်တယ်ဗျ။လောက်ဖြုတ်ခံရတဲ့အင်တဲမအင်ဂျင်နီယာတယောက်ဟာ အရေးကြီးတဲ့ fine bond 18000ကျော်နဲ့ပြောင်းဆိုနေပါလိမ့်ဒီဖျက်က Intel company ဝန်ထမ်းထောင်ချီလုပ်ဖြောင်းရတဲ့အချိန်မှာဖြစ်ခဲ့တာပါ2025မလမှာ Intel CEO တဲ့ Les Brown က company ပြန်ဖွဲ့စည်းဖို့ဆိုပြီး Intel လောက်အောင်စု short ချပါလိမ့် Intel က chip design နဲ့ထောက်ထားရေးကိုသက်ပါတီ company တွေငှားပြီးတော့ data center နဲ့ desktop တွေ mobile ထုတ်ကုန်တွေအတွက်နောက်မျိုးဆက်ကိုပိုင် processor တွေဖန်တီးဖို့လုပ်နေတာပါ company ရဲ့ဖွဲ့စည်းပုံပြောင်းလဲနှစ်နှစ်တွေလူပေါင်း3000ကျော် အလုပ်တွေနောက်သွားပါလေဒီထဲမှာလုံသိရင်အင်ဂျင်နီယာတွေလက်ပါတာပါပဲအင်တဲကလုံဖြုတ်ခံရတဲ့ Jellphone Show ဆိုတဲ့ software engineer ကတော့အလုပ်ဖြုတ်ခံရတာကိုလက်တုံ့ပြန်တဲ့အနေနဲ့ Intel server ထဲဝင်ပြီးပိုင်ပေါင်း18000ကျော်ခိုးယူခဲ့ပါလေ Intel ရဲ့တရားစွဲဆိုချက်အရဒီ engineer ခိုးရတဲ့ file ချို့ဟာထိတ်တန့်လို့ရ file တွေဖြစ်နေပါလေဒီ file တွေ Intel ကပြန်လိုချင်နေပါလေအခုဒီ engineer ကိုလည်း file ခိုးမှုနဲ့ဒေါ်လာ2သိန်းခွဲရလို့ကြောင်းတရားစွဲထားပါလေ ခုတည်းတော့ဒီ engineer ကိုဆက်သွယ်လို့မရပါဘူး။ဘယ်ရောက်နေမှမသိရပါဘူး။ဒီ engineer နဲ့ပတ်သက်ပြီးသိရတဲ့လောက်တော့သူက2014မှာ Intel ကိုလုံးဆောင်ဝင်ပါတယ်။7နှစ်လောက်ကြာပါပြီ။ဒီနှစ်ဇူလိုင်9ရက်နေ့မှာလာကုန်ရင်လောက်ကနားပြီးကြောင်းရှင်းနာစာပို့ခံရမှာလေ။ဒါနဲ့ company ကမထောက်ခင်တပတ်လုံးမှာ file တွေကိုသူ့ရဲ့ပြင်မ NAS drive ထဲကူးထည့်သွားတာပါ။နောက် Intel က data download ဆွဲတော့တာတည်တော့သူ့ဆက်တွေကိုစ조사ပါလိမ့်။၃လလောက်ကြာတဲ့အထိဒီ engineer က ဖုန်းလည်းမကိုင်းစာလည်းမပြန်တော့ပါဘူးဝန်ထမ်းဟောင်းတွေ data ခိုးလို့အင်တွေကတရားစွဲတာအရင်ကရှိမှုပါတယ်တခြား intel engineer ဟောင်းတို့လည်း microsoft မှာလုပ်ရအောင် intel ချက်လက်တွေခိုးကူးလို့နှစ်နှစ်စောင့်ကြည့်ခံခဲ့ရပြီးဒေါ်လာ3000လောက်တန်ရိုက်ခံရတယ်လို့သိရပါတယ်